င်းလာ9ရက်စတလာ2025ဟာဟာဘိုင်ကြီးကြီးသားတဲ့တရင်ကြောက်ရဲကိုဘိုင်ကြီးပြောပြမှာဖြစ်ပါတယ်ဗျာကျွန်တော်ကတော့တရင်များဝယ်ချက်အစီအစဉ်မှာမီဒီယာလှုပ်ဆောင်နေတဲ့မီဒီယာသမားမဟုတ်ပါဘူးဒါတော့သိရှိဖို့လိုတဲ့စပီကာဆိုတာသူများပြောကနေပြောပေးတဲ့စပီကာလည်းမဟုတ်ပါဘူးကျွန်တော်ကကျွန်တော်အစီအစဉ်တိုင်းကျွန်တော်မျှဝေတာဖြစ်တာကိုတော့နားလည်ပေးဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်ကဲကျွန်တော်သိရှိတာဆိုကျွန်တော်ပြန်လည်းမျှဝေပေးပါမယ် နတော်ကြီးမှာရှိနေတဲ့ပြည်သူတွေအားလုံးပျော်ရွှင်ဖို့အတွက်ကိုကျွန်တော်ဒီနေ့နေပြမှာပြောလိုက်ချင်ပါတယ်အကုန်လုံးနတော်ကြီးကိုပြန်လာလို့ရပါပြီအဲ့ဒီမှာကလည်းပဲအဲဟိုဒီမှာတတ်မှာဟိုဘီဝမှုခေါ်မှာပေါ့ဘီဝမှုကလည်းပဲအမှလိုက်လိုက်ကြဆက်တဲ့သူတို့အားလုံးဒီနတော်ကြီးကိုပတ်ကြတဲ့အကုန်လုံးကိုဒါတရားရဂန်တော့ဆုံးမပြီးသွားပါပြီတရားရဂန်တော့ငြိမ်းချမ်းသွားပါအစ်တတော်မိမိတို့နေရာမှာမိမိတို့လာရောက်နေထိုင်ပြီးအဲရှားပွေစားတော့ရေဘာသာဒါနအကျိုးစီးပွားလေးလှုပ်ဆောင်နိုင်ပါပြီသူတို့တအဲခေါ်တယ်အဲ့တော့ ကျွန်တော်တို့နှထိုးကြီးရဆစ်ဆောင်တဲ့ညီကောင်မလေးနိုင်ရာတိုင်းမှာဒုက္ခရောက်နေကြတဲ့ညီကောင်မလေးကိုနှထိုးကြီးရွာကိုကိုပေါ့ကိုပြန်ပြီးတော့လေယာဆိုင်ပြိုးကြီးတီနံရောင်းဝယ်ပေါက်ကားရေမိမိတို့ရဲ့အဲဒါအတမွေးဝမ်းကြောင်းလုပ်ငန်းကိုကိုပေါ့ကိုလှုပ်ဆောင်လို့ရပါပြီဗျာအဲ့ဒါအေးတန်းပြန်ပြီးတော့နေထိုင်လို့ရပြီဆိုတဲ့အကြောင်းကိုဘိုင်းရဒီကနေမှတရင်အောင်ပြောခြင်းပါတယ်နောက်တစ်ခုပြောခြင်းတာကတမ်မတော်စစ်အစိုးရလို့ပြောမိမယ်တမ်မတော်စစ်အစိုးရသည် မကြခင်မှာရွေးကောက်ဝဲလုပ်ပေးမယ်ရွေးကောက်ဝဲလုပ်ပေးတဲ့အတွေ့အဲရွေးကောက်ဝဲပြီးလို့ရှိရင်မိမိတို့ရဲ့ကျေနပ်တဲ့အစိုးရတက်လာပါလိမ့်မယ်အဲ့ဒါကတော့နားလေသဘောပေါက်ဖို့လိုပါတယ်တက်မလို့အစိုးရကိုမကျေနပ်လို့မကြိုက်တာကိုလည်းပဲအဲကျွန်တော်တို့ကလူခွေရပြောစရာစကားမရှိပါဘူးကိုကြိုက်တဲ့ပါတီကိုအခုမဲရွေးကောက်ဝဲကြမယ်ထည့်ဖို့လိုအပ်ပါတယ်မြန်မာနိုင်ငံမှာ၅နှစ်တစ်ချိန်လုပ်တဲ့ရွေးကောက်ဝဲရှိပါတယ်2020ကနေတော့2025မှာ အဲဒါပြဿနာပေါင်းစုံဖြစ်သွားတယ်အခု2025နဲ့2030မှာပြန်ပြီးမယူကောက်ွယ်ပြန်လုပ်ပြီးမှဖြစ်ပါတယ်เนาะဒီနေရာမှာတခုပြောချင်တာကအာတက်မလို့ကစတင်ပြီးတော့အာနာထိန်းတဲ့ချိန်မှာတော့လည်းပဲမဲကရွေးကောက်ွယ်ပြန်လုပ်ပြီးမယ်မယူကောက်ွယ်လုပ်ပါဆိုပြီးဆန္ဒတွေပြကြတယ်လက်နက်တွေကင်ကြတယ်တိုင်အကုန်လုံးအကုန်လုံးကအစုပ်ပုံကြတောင်းကြကြတယ်အဲ့ချိန်မှာအခုလိုမျိုးအပြစ်မဲ့ပြည်သူတွေညီကောင်မလေးတည်တည်ကြတယ်ပျက်စီးကြတယ်အိုးအိမ်တွေပျက်စီးကြတယ်เนาะ အဲ့တော့အကြမ်းဖက်တဲ့အဖွဲ့ရလည်းပဲတမ်တော်ကလက်နက်ကင်နာတဲ့အဖွဲ့ဆိုတမ်တော်ကိုဒါလိုက်တိုက်တာမဟုတ်ဘူးတမ်တော်အားပေးတဲ့လူတို့တိုက်တဲ့ထောက်ခံတဲ့လူတို့တိုက်တဲ့အဲတရင်ပေးတဲ့ဆိုတလန်ဆိုတဲ့ကိုနဲ့မကျေနပ်တဲ့လူတိုက်တဲ့ဆဲဆိုတဲ့လူတိုက်တဲ့ကိုဘက်မပါတဲ့လူတိုက်တဲ့အဲ့တော့မြန်မာနိုင်ငံမှာအခက်အခဲပေါင်းစုံနဲ့အများကြီးဆက်နေအခုအေဂျင့်တော်မှဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုပျော်လဲပျော်ရပါတယ်အခုနှထိုးကြီးကိုရောင်းပြန်မဲ့ပြည်သူများကိုလည်းပဲအဲဒါ ကုန်းလည်းခုံကြီးပါလေဗျာခဏလို့ဝေကျွေးကုန်သွားပြီလို့ပဲပြောခြင်းပါလေဝေကျွေးမှာကုန်သေးတာဘမောဘောဘမောလူရတော့မြေကြီးဆက်လက်တင်နေတဏျာကြီးတဏျာရပါလေဘမောများရမလားတဏျာကြီးတဏျာရပါဘမောများရမလားဆိုတော့အတွေးတွေအတိတ်တွေသူတို့ရင်ထဲမှာခံစားချက်တွေအများကြီးရှိပါလေတောင်းလည်းပဲအဲကျွန်တော်ဟို ကျွန်တော်ကိုပြောနေတာပြောတာရှိပါတယ်ငါကျွန်တော်တို့လည်းဒါတချို့စိတ်မကောင်းများငိုယူပြီးပြောနေတာမျိုးတွေကျွန်တော်မျက်ရည်ဝမ်းနေစွာနဲ့ပြောနေတာမျိုးကျွန်တော်ကြားသိရတယ်တက်တော်ကြီးလည်းပဲဗမာကအမြန်ဆုံးပြန်နေပြီးထိတ်ထုတ်နိုင်ပါစေလို့ဒီညနေပြောဆုတောင်းကြပါတယ်နောက်တစ်ခုကျွန်တော်ပြောချင်ပါတယ်ရှမ်းပြည်မြောက်ပိုင်းမှာကျွန်တော်နဲ့အဲရင်းနှီးတဲ့အကူလိုခင်ချစ်ခင်ရတဲ့တယောက်ပေါ့နော်သူကတော့ဒီတိုက်စီးလေးရဘုံမူအဲစခိုင်ဝင်းပေါ့နော်အဲ့ဒါကကျွန်တော်စစ်သုံးဝမ်းဖြစ်သွားပါတယ်စစ်သုံးဝမ်းဖြစ်တဲ့ခါမျိုးမှာ အာဘာသတင်းမှလည်းမကြောက်ဘူးเนาะစစ်သုံးကဘုံမှုဆန်ခိုင်ဝင်တိုက်စီးလေးရပေါ့အန္တာသတင်းအကြောင်းအရာလေးများသိရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်396652 454465ကို Viber နေရောမှာကျွန်တော်ကိုဟိုသိရှိတဲ့သူများရှိလို့ရှိရင်ဆက်သွယ်ပေးစီလိုပါတယ်ဗျာဒါကျွန်တော်အမျိုးအမျိုးညွန်တောင်းဆိုပါတယ်တောင်းလဲတောင်းမှန်ပါတယ်အဲအခုလက်ရှိပေါ့ဒီ MND ပြန်မှတော့73ဖြစ်တယ်လို့ ကျွန်တော်နည်းနည်းကြားသိရတာရှိရင်ရခင်ချင်းချင်းကျွန်တော်တစ်ခါကြားတော့တော့တိမ်ဒီဘက်မှာကြားလိုက်ပါတယ်အခုသူကတော့အဲထပ်မကြားတော့ဘူးဖြစ်တယ်ကျွန်တော်လည်းထပ်ပြီးတော့စုံစမ်းနိုင်တော့စုံစမ်းနေအဲ့တော့အရန်အများကြီးဖြစ်နေတဲ့အတွက်ကြတော့ကျွန်တော်စုံစမ်းဖို့ခက်နေတယ်ဖြစ်တယ်အဲ့တော့တရှိတဲ့ညီကောင်မမများအတချို့စစ်သုံးပန်းကနေလွတ်လာတဲ့ညီကောင်မမများပေါ့နော်ကိုတရမှာဟိုကျမကြီးမကောင်းလို့ဒါအစုပ် TV တို့နောက်တစ်ခါကြတော့အစုပ်ဒါကျမကြီးမကောင်းလို့ အင်အားကြီးနေလို့ပြန်ပြီးတော့လွတ်လိုက်တဲ့အယောက်30ကျော်လား40ကျော်လား50လောက်အဲ့ဝင်ကျွန်တော်ရှိတဲ့ကိုတရားမှာအညီကိုမမမြအများနဲ့အကုန်လုံးကျွန်တော်ဒီဖိုင်လေးကိုတွေးတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုဒီဖိုင်ဘာလေးရဖြစ်ဖြစ်အဖုန်း message ပေါက်ပါပြဖုန်းခေါ်လို့မရလို့ရှိရင်အရေးပေးပါလို့ကျွန်တော်အနေနဲ့တောင်းဆိုပြသည်သိရှိတဲ့သူများလည်းကျွန်တော်ကိုဒါလေးတစ်ချက်လောက်တော့ကူညီပေးပါအသက်ရှင်နေရှိတယ်ဆိုရင်မှကျွန်တော်တို့ချိန်နှက်ပါပြီဗျာအာအသက်ရှင်နေမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကလုံတင်လုံထိုက်တာလေးအဲကိုကြီးအဲပုံမှန် စကန်ဝင်တဲ့လုပ်ပေးခြင်းတော့ပါဒါလေးကိုကျွန်တော်တောင်းဆိုပါရစေเนาะအာเนาะအဲ့ဒါလေးတော့ကျွန်တော်တောင်းဆိုပါရစေကျွန်တော်တို့ကအာဒါတိုင်းပြည်မှာကဗျာတိုင်းပြည်မှာတိုင်းပြည်မှာဒီလိုအရေးခင်းနေဖြစ်သွားတဲ့အခါကြလို့ရှိရင်အားလုံးပြည်သူတွေလည်းနင်နာလည်းတမ်းတော်လည်းနင်နာလည်းဆုံးရှုံးမှုတွေလည်းများတယ်အဲ့တော့အမြဲတမ်းလို့လို့အသိဉာဏ်ပညာနဲ့ပဲမိမိတို့ဘဝကိုရှောင်လန်းဖို့တက်ဖို့ဘာရဲကိုတိုက်တွန်းခြင်းပါလေเนาะအမြဲတမ်းလို့လို့သူများပြောတိုင်းလည်းခင်ဗျားတို့မယုံပါနဲ့เนาะကိုယ်ပိုင်အုံနောက်ရှိပါလေကိုယ်ပိုင်ရဲ့အသိဉာဏ်နဲ့ ိုပိုင်အတွေးခေါ်နဲ့ဆုံးဖြတ်ကြပါသုံးသက်ကြပါဒါလေးကိုတော့ကျွန်တော်အနေနဲ့တိုက်တွန်းပြောကြပါသည်အခုကျွန်တော်ပေါင်းပြုံနယ်တောင်ပိုင်းမှာဆိုရင်တပ်မတော်ကတောင်ချောက်စစ်ကြောင်းတွေထိုးနေတာကိုကြားသိရတယ်တပ်မတော်ရဲ့ဟိုတိုက်ပွဲတွေကတော့ပေါင်းပြုံနယ်ဘက်မှာဆိုတအားကိုအောင်မြင်နေတယ်လို့ကျွန်တော်ကြားသိရတယ်နော်တောင်ပိုင်းမှာတော့ပွဲတွေကပြင်းထန်တယ်တိုက်ခိုက်မှုတွေများတယ်အဲ့တော့တပ်မတော်ကလည်းပဲအဲ့ပေါက်ဘက်မှာဆိုစစ်ကြောင်းတို့ရှင်းနေတာလည်းရှိတယ်ဒီရိုးကြီးရွာအနောက်ဘက်သူဟိုရွာရှားပင်ရွာတို့အဲ့ဒီဘက်တွေကို မှရှိတဲ့အကြမ်းဖက်တွေကိုတပ်မတော်ကတောင်းလျှောက်ရှင်းလင်းနေတယ်။အဲရှင်းလင်းတဲ့တိုက်ပွဲတွေဖြစ်တယ်။အကြမ်းဖက်တွေတော့တော်တော်များများအခုနောက်ပိုင်းကတော့တပ်မတော်ရဲ့အောင်ပွဲတွေကတအားများလာပါတယ်။အရက်ခင်အချိန်ခါတော့အချိန်ခါတော့ကတော့တပ်မတော်ကပိတ်ဆတ်မှုတွေကြီးခဲ့ပါတယ်။ဒါကျွန်တော်တို့ကခွင့်ခံပါတယ်။နော်အခုကတော့တပ်မတော်ကအောင်ပွဲတွေကတအားများပါသည်။ချက်ကန်စားတဲ့ရောင်းသားမှရှိတဲ့အကြမ်းဖက်တွေစကန်တီထိုင်နေတဲ့နေရာတွေကိုတပ်မတော်လည်းပဲဝင်ရောက်ပြီးတော့ငြိမ်ငြိမ်ချင်းစစ်ကြောင်းထိုးလို့လည်းအောင်မြင်ခဲ့တာရှိတယ်။ ်နောက်တစ်ခါကျအကြံဖက်တွေကိုရှင်းနေတယ်တရဖီရွာလို့လည်းပဲလမ်းနဲ့ကြီးလမ်းနဲ့ရွာလို့နောက်တစ်ခါမြေချားရွာလို့အဲ့ဒီအနေနဲ့နေမြရှင်းတဲ့အချိန်မှာတက်မလို့အောင်ဝဲတွေကတူတူခြားခြားကိုပြောင်ပြောင်မြောင်မြောင်အောင်ဝဲတွေဖြစ်တဲ့အောင်ဝဲတွေရရှိတာကိုကျွန်တော်တို့ကြားသိရတာဖြစ်ပါတယ်ဗျာနောက်တစ်ခုကျတော့ကျွန်တော်ဒီဘက်အဲစကိုင်းဘက်ကိုပြောမယ်ဆိုလို့ရှိရင်ရှင်ဘုံမျိုးနဲ့ကြီးတော့ကြီးတော့ရွာလို့နှောင်းပင်ရွာလို့ဟိုအကျန်း 老辈养蛮起的，解放的时候，因为咱们老家地里差差个，产量比下大起的。八九年的的来说，哎呀妈，解放的还十斤那个。 အတိုင်းတွေကနောက်ဆုံးအချုံထောင်လိုပုံစံမျိုးတွေနော်ဘယ်ရွာထဲမှာလှုပ်ထတာရှိတယ်လှုပ်ထတာရှိတော့ဒါလိုဖြက်စီးပြရတာရှိတယ်တချို့ကအချုံထောင်ပုံစံမျိုး KK ဘက်လိုပါဗျာ KK ဘက်လိုမျိုးအဆောက်အဦတွေအကြီးကြီးပါညာမျိုးတွေလှုပ်ထတယ်အဲ့တော့တမ်းတော်ကမိုင်းခွဲရှင်းနေတဲ့ဘော်တူသားနဲ့ထိုးပြီးတော့မှဒါရိုးရိုးဟုတ်ပြောင်းသလင်းခေါင်တစ်ခါလေးလှုပ်ပြီးတယ်အဲ့ဒီလိုပုံစံမျိုးပဲနော်ဘယ်ရွာမှာလည်းပဲသူတို့အကြမ်းဖက်ကထောင်နေရောစခန်းနေရောအဲ့လိုပုံစံမျိုးတွေလှုပ်ထချက်တယ်တမ်းတော်ကရေးရေးလေးလေးဆုံးပါပြီးရှင်းနေပြတာကိုတော့ကျွန်တော်တို့တွေ့တွေ့ရှိနေရတယ်လို့ပြောခြင်းနဲ့ဒါ ီးတဲ့အဲဒီဆိုင်နိုင်လေးအဲကြီးရဘက်ကိုဒါတမလောက်ကအဲ့ဘက်မှာလက်လော့အထိုင်ချပြီးရှင်းနေနေတယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်။နောက်ရွှေဘူမန္တလေးလမ်းပိုင်းနေမှာဆိုလဲတမလောက်ကဒေါက်တာစစ်ကြောင်းထိုးတယ်ပွဲကားတဲ့နေရာမှာပွဲကားတယ်ဗောဗျာအာတိုင်ဝမ်တွေဖြစ်ကြတယ်။နောက်ဒီဇီရောရွာလို့တက္ကနန်းရွာလို့နော့ပင်ရွာလို့ဒီပုံပွရွာလို့ဆိုရင် ဆိုင်နိုင်ကြီးဆိုင်နိုင်လေးပေါ့နော်ဆိုင်နိုင်ကြီးဆိုင်နိုင်လေးတော့အဲ့လိုရွာတွေမှာဆိုလည်းပဲတမ်းလောင်ကတောက်ဆော့နေမြေတို့စစ်ကြောင်းတို့စစ်ကြောင်းတို့ရှင်းလင်းအကြမ်းဖက်တွေတုံးတင်နေတာကိုတွေ့ရတယ်တမ်းလောင်လည်းပဲနေစင်းတဲ့အမြမနာပဲနဲ့အဲတခါတချို့တလီဆိုလို့ကျတိုက်ဝဲတွေညာ2နာရီ3နာရီလောက်မှဖြစ်တာချက်ကျို့တိုက်ဝဲတွေမနက်9နာရီလောက်မှဖြစ်တာချက်ကျို့တိုက်ဝဲတွေည10နာရီ17နာရီမှဖြစ်တာရှိတယ်အဲ့တော့တမ်းလောင်ကကျွန်တော်တို့တုံးတတ်ပုံရဆိုလို့ချင်တော့နေရောညာရောမနာပဲနဲ့အားကျုံမှန်တဲ့တိုက်ဝဲတွေတိုက်ခိုက်နေတယ်လို့ ဟုတ်ဒါကျွန်တော်တို့ကြားသိရတာရှိတာအဲ့တော့ကျွန်တော်တို့ကဒီလိုကားတွေကြားသိရတဲ့အတွက်တပ်မတော်နဲ့နိုင်ငံတော်အစိုးရကိုဂုံသိက္ခာကြားသိစီမဲ့စကားမျိုးဂုံသိဂုံသိက္ခာကြားသိစီမဲ့လောက်ရမျိုးပြောဆိုမှုမျိုးဆိုရင်ကျွန်တော်တို့နဲ့အတိုက်ခံဖြစ်မှာပါ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအာတပ်မတော်ကိုဟိုချစ်လားအခုမှတပ်မတော်ကိုချစ်ပြတာအခုမှနိုင်ငံတော်ကိုချစ်ပြတာအာဘာဖြစ်တယ်ညာဖြစ်တယ်အခုမှအမျိုးဘာသာတာနာဆိုတချို့ဟိုအောက်တန်းသားတွေကပြောရင်ပြောတတ်ကြလိမ့်မယ်။ဒါမှကျွန်တော်တို့က အာကျွန်တော်တို့လုတ်ပေးရမယ့်တာဝန်ပဲကျွန်တော်တို့လုတ်ပေးတာကနော်တပ်မတော်ကကျွန်တော်မုံတီးရမယ့်လူမဟုတ်တပ်မတော်ကနိုင်ငံကာကွယ်စောင့်ရှောက်တဲ့လူကျွန်တော်တို့ကဝိုင်းဝန်းပေးရမယ့်သူဝိုင်းဝန်းပံ့ပိုးပေးရမယ့်သူ ကိုနိုင်တာနိုင်တာပေါ့ရေတဘူးနဲ့ရေတဘူးသွားပေးရမယ်အဲဒူလို့ပဲကျွန်တော်တို့ပြောပြရမှာအဲ့တော့ကျွန်တော်တို့ချစ်လာမယ်ချစ်လာဆိုတာတဲ့ဝိုင်းဝန်းပိုင်မှုပေးရမယ်သူတွေဒါဖြစ်တယ်အဲ့တော့တောင်တော်ကုန်သိန်းကကြာဆိုင်မှုတောင်တော်ရဲ့နိုင်ငံတော်ကုန်သိန်းကကြာဆိုင်မှုတွေလှုပ်ဆောင်လာတယ်နိုင်ငံတော်ဖြည့်ဆည်းဖို့လှုပ်ဆောင်လာတယ်အဲတိုင်းပြည်နဲ့လူမျိုးဟိုနိုင်ငံတော်တိုင်းပြည်နဲ့ဒီတောင်တော်ပြည်သူနဲ့တောင်တော်ကိုသွေးခွဲလာမယ်ဟာမျိုးကြောင့်လို့ကျွန်တော်တို့က ဒါမှအရွေးနေတာလေးတွေကိုထောက်ပြရှင်းလင်းပြောပြပေးတာဖြစ်တယ်အဲ့တော့ကျွန်တော်ကလည်းပဲစပီကာလည်းမဟုတ်ဘူးမီဒီယာလည်းမဟုတ်ဘူးကျွန်တော်ရဲ့အသိပညာကိုကျွန်တော် share လင်းမျှဝေပေးတာပဲဖြစ်တယ် ဲ့တော့ကျွန်တော်ညီကိုမောင်လာရလည်းပဲအသိပညာနဲ့ဘသူပဲပါပြောပြောမိမိရဲ့ကိုယ်ပိုင်အုံအောင်နဲ့တော့ဆုံးဖြတ်ဖို့လိုတယ်သူတပားဘသူပဲပါပြောပြောအာလက်ခံကြမလို့ဘူးဒါလေးတော့ကျွန်တော်ပြောချင်တယ်ကျွန်တော်ကကျွန်တော်သိရှိတာကိုကျွန်တော် share တဲ့မျှဝေပေးတာဖြစ်တယ်เนาะမီဒီယာသမားမဟုတ်တဲ့အတွက်3000ပေး4000ပေးတောင်းစားတဲ့သူလည်းမဟုတ်ဘူးမီဒီယာသမားမဟုတ်တဲ့အတွက်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ကျွန်တော်မပြောတာကျွန်တော်ပြောတာကတော့ကျွန်တော်ရင်ထဲမှာဖြစ်နေတဲ့စကားတွေအကုန်လုံးပြောမှဖြစ်တယ်เนาะနောက်တစ်ခုရှမ်းပြည်နယ်ဘက်ဆိုလို့ကင်ပြည်နယ်ဘက်ဆိုလို့ရှင်ရှမ်းကင်နီနယ်ဇက်တွေအဲ့မှာဆိုလို့ရှင်တော့ အဲမိုးပြက်ဘက်မှာဆိုလဲဒါပွဲကလည်းတော်တော်ကျန်းတယ်တန်းတော်ကတော့ကျွန်တော်တွေးရှိသမျှတော့အောင်ဝဲတွေကြီးပဲအဲမှာလည်းတကောင်းကောင်းတွေးတာပဲတည်ကြတာပဲအဲမှာကောင်းကောင်းတည်ကြတာပဲအဲမိုးပြက်ဘက်ဆိုလဲနောက်ဒီမန္တလေးမတရားမှာဆေတော်ကြီးမန္တလေးမတရားဘက်မှာဆိုလို့ရှိရင်ဆေတော်ကြီးဤရေလောင်တမန်ရင်အင်းင်းနဲ့လေတောင်းရံကောက်ဝဲတဲ့ရေကိုဒါအာတောင်းလောင်ကပြန်လည်ထိန်းချုပ်လိုက်တယ်အဲ့လိုပြန်လည်ထိန်းချုပ်လိုက်ပြီးတဲ့အချိန်မှာဒါမြောက်ဝတီကလည်းသတင်းလွှင့်သွားတယ်လို့ကျွန်တော်ကြားသိရတာရှိတယ် เนาะကျွန်တော်တို့လည်းဒါမနေ့ကလည်းကျွန်တော်ပြောပါတယ်အဲ့ဒီကိစ္စကအဲ့မှာအဲ့မှာထိန်းချုပ်လဲပြီးတယ်ပြီးတော့သူတို့ကဘိုးဘက်ကအာမြောက်တန်ငါရတရားကိုချိုးပါတရားချိုးတဲ့ခါကျတောင်းတော့ကဒီကကလေဖုံးတင်နဲ့တောင်းလျှောက်လိုက်တိတ်တာတောင်းလျှောက်လိုက်နေတာထိတဲ့နေမှာလည်းတော်တော်တော်တယ်ပါတော်တော်တယ်ဘာလို့ဆိုတော့ဒီပြည်သူစိတ်ညီငယ်လေးတွေဟာကျွန်တော်တို့ဟိုကြားသည့်တလောက်ကဒါတကယ်ပြောင်ရောက်တယ်တကယ်တည်းပြောင်မှာတန်နေစစ်တီကအနေနဲ့ကပြည်သူစစ်တီကများတယ် တဏှိစိတ်တည်နေတဲ့ပြည်သူစစ်များနဲ့တဏှိစိတ်တည်နေပြည်သူစစ်နဲ့နှစ်ခုပေါင်းပြီးတော့မှအကောင်းကောင်းကြိုက်တာကကြောက်စရာကောင်းတော့ကြည့်အဲ့ကလေးတွေကတော်တော်သွက်တယ်လို့ကျွန်တော်ပြောတယ်ဒါကျွန်တော်နေရာတိုင်းမှာကြားနေရတာအဲ့ကလေးတွေတော်တော်သွက်တယ်အဘလို့သွက်တယ်လဲတော့မသိဘူးဗျာတော်တော်သွက်တယ်ရဲရဲနဲ့အဟမ်းတိုက်ကြကဒီဘက်ကဟိုအဲ့ဒီစီဒီအဟောင်းတွေကဘယ်လိုလုံးဝဘယ်လိုလုံးဝဆိုတော့အညီလေးအကိုနဲ့ပဲပေါ့နော်ဒါညီလေးမင်းတို့ဒီလိုလုံးတော့ဒီလိုဖြစ်နိုင်တယ်ဒီလိုလုံးဒီပြောပြချက်အတိုင်းအမုန်းကျိတ်တာ အဲ့မှာတောင်းချောက်တောင်းချောက်တက်တက်ကြိတ်လိုက်တော့ဝဲဒီတရဟိုဘယ်လိုပြောမလဲဆိုတော့ဗျာစကြင်ရွာလမ်းဆိုစကြင်ရွာစကြင်ကြောင်းတွေထွက်တဲ့ရွာပေါ့နော်အဲ့မှာဒီကောင်လေးကဓာကြီးဖြိုလို့ရပြီဆိုပြီးတော့အဲ့မှာဟိုဘန်ဂါကြီးကရော့ပူးကြီး heavy ကြီးလှုပ်ထားတာအဲဒီကောင်လေးပဲလာလို့မရဘူးတမ်းတော်ကဒါမဲ့တမ်းတော်ကဟိုအနေနဲ့ရှိရတာ drone ကြီး drone နဲ့လည်းချလို့ရှိရင်သူအဲ့ဂျမားကြီးမှာပေါက်တဲ့အနေဒါမျိုးတော့သူကလှုပ်ထားတာအဲ့လောက်ကြီးလှုပ်ထားတော့ဘာလို့တမ်းတော်ကထိုးစစ်စင်ကြီးကတောက်ချောက်ဝင်တိုက်မှာမရဘူး ီအပေါ်စီးကပဲမြင်တာပဲရှိတယ်ဘုံချလို့အစိမ်းမပြေဘူးကြားနေတာအဲ့ဒါကိုပြည်သူစစ်ကလေးကတောက်ချောက်ဝင်တက်ကြိတ်အဲ့ကောင်လေအဲ့ဘန်ကားလေးအကုန်ဆုံးပြီးပြီဘန်ကားလေးတကယ်ယူနော်အပေါ်ကဒရော့ဘုံချနေအောင်မှမပေါက်တဲ့ဟာအဲ့လိုဒီကောင်လေးအခိုင်မာလောက်တာကြောက်တုံးတုံးနေစက်ကျင်ကြောက်ကြဟဲဗီတနေတေးတေးတတခိုင်မာလောက်ထားတာအဲ့ပြီးလဲပြီးလဲပြီးတော့ဒုံးနေတဲ့ချအဲ့ညာလေးအီစီပဲဆိုတော့တန်းလာပါလားအဲ့ဒါကိုအဲ့ပြည်သူစစ်ကလေးကြီးနဲ့အဲ့တန်းနေတန်းလာတယ် အမုန်းတက်လုံးလာအဲ့ပြည်သူစစ်ကလေးကပေးစမ်းလို့တော့မရှိဘူးကဒီကောင်လည်းတော့အထက်မှာလူတကောင်မှမရှိတော့အကုန်ပြေးလာလက်နဲ့ဒီကောင်ပါတော့ပြစ်စီမယ်ပြီးတော့အခုတော့တန်းတော်ကအဲ့ဒီဟိုစစ်ကြောင်းကပဲရောက်လာတော့ဒီဆက်ချင်းရွာလမ်းစုံကောင်းပါပေါ့ဆက်ချင်းရွာရဲ့လမ်းစုံကောင်းပါပေါ့အဲ့လိုရောက်တော့တောက်လျှောက်နိုင်နေတုံးလေအဲ့ဒါကြောင့်ပြည်သူစစ်တွေအရန်ကိုကျွန်တော်တို့တန်ဖိုးထားအဲ့ကြောင့်ကျွန်တော်ပြောကျွန်တော်ကတောင်းလို့လားဆိုရင်ဒါမှမဟုတ်အဲ့ဇာကကအဲ့ဒါလေးကိုတည်နေတော့လေဟိုပြီးသူစင်မှာမဟုတ်ဘူးဗျာ ရဲဘော်မှာစပြီးအမြင့်ဆုံးဟိုအရာရှိပြန်နှောင်းအရာရှိဟိုအမြင့်ဆုံးတိကိုကျွန်တော်တို့ကဒီစိတ်ထဲနှလုံးသားတွေကဒါရိုင်းရတဲ့အတွေ့အော်မရှိဘူးဆိုတာအဲ့ဒါကိုပြောတာဘာလို့လဲဆိုတော့ကျွန်တော်တန်မတော်သိနေလို့အဲ့ကြောင့်နိုင်ငံတော်တို့တန်မတော်တို့ဒါမဟုတ်တဲ့ဟာမျိုးခုံသိကကြာစင်းစင်မျိုးပြောတဲ့ကောင်ညာပြောတဲ့ကောင်ကအာဘာလဲဆိုဘာကောင်းမှမဟုတ်ဘူးသိရမလားအာအာကြီးချောင်တဲ့ကောင်အများစုကတော့မီဒီယာသမားပဲမီဒီယာသမားတွေကဘာဖြစ်လဲဆိုဟိုမသိဘူးသူတို့ညွှန်ကြုံတို့လို့ဘာလို့လို့ကောင်းတယ် ီညာသမားတွေလည်းအာပါပဲဥလားညာပဲလားပြီးတော့ပါလဲဟိုဥစားအဲပြောပြအောင်မယ်ဟာသားဟိုပါလဲတချင်းဆိုတဲ့ဟိုစိတ်ပေါ်မှာဆဲတယ်မလားစိတ်ပေါ်မှာဆဲတယ်တချင်းဆိုတဲ့ကောင်ဒါမဖမ်းလားဖမ်းလားဘာပဲညာပဲအကြောင်းလည်းမသိဘာညာပြောတဲ့ဟိုမီဒီယာတကောင်ရှိသေးတယ်တိတယ်အဲအခုတောင်းတော့အခုဘာပြောလဲနိုင်ငံတော်ဆိုတာသူက ပြောသိတဲ့အချိန်ကျရင်ပြောပါလေဖမ်းသိနေတဲ့အချိန်ကျတော့မသိမှသူ့ကိုယ်သူညွန်ကျုပ်လို့လို့ဘာလို့ဆရာကြီးလို့တပါးကြီးလို့တော့အခုကမှထုတ်ပြန်လိုက်တယ်ဒါ73ဦးလောက်မှကျွန်တော်ကြားသိတဲ့ဥစ္စာပွဲစီစဉ်သူအမျိုးသမီးမှအပါဝင်အားလုံးဒါအပေါ်မှာတက်ပြီးတော့ဗီဒီယိုရိုက်တဲ့သူတွေရောပါတယ်ရောပေါ့နော်အဲ့မှာ905ဆိုတဲ့ဒါနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုတွေဖြစ်တယ်နောက်ကကြတော့ဥစ္စာ2 4ဆိုတာ10ရဲတိုင်းထွားတယ်လို့ကျွန်တော်နဲ့ဥပဒေကြောင့်ရသိထင်တယ်ပေါ့1 4ဆိုတာအားပေးတာဖြစ်မှာပေါ့နော် ဒါရင်နဲ့အေးအေးယူထားတယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်။နိုင်ငံတော်ကဘာပဲလုပ်လို့နိုင်ငံတော်အစိမ့်နဲ့လုပ်တယ်။နိုင်ငံတော်ကတရားဝင်ထုတ်ပြန်လို့ရတဲ့သတင်းမျိုးဆိုနိုင်ငံတော်ကတရားဝင်ထုတ်ပြန်ပြီ။အဲ့ဒါကိုတော့ကျွန်တော်ညီကောင်မတွေမီဒီယာတွေတိုင်းရဲ့အာကိုအာယုံအာယုံမစိုက်ပါနဲ့။နော်။နိုင်ငံတော်ကတရားဝင်ထုတ်ပြန်လို့ရတဲ့အချိန်ကြားလို့ချင်းတရားဝင်ထုတ်ပြန်တယ်။တရားဝင်ထုတ်ပြန်လို့မရတဲ့အချိန်ကြားရင်တရားဝင်ထုတ်မပြန်ပါဘူး။နော်ဒါလေးကိုကျွန်တော်ပြောချင်တယ်။ဟုတ်ကဲ့ဒါကြောင်မျိုးဝင်ကိစ္စကျွန်တော်ပြောတဲ့အချိန်မှာ အာတချို့အဲပြောတဲ့သူတွေကျွန်တော်ရှိတယ်ကျွန်တော်ပြောတာကလူလိုပြောတာဗျာဘာလို့လူလိုပြောလဲဆိုတော့ကျွန်တော်ပြောမယ့်ကဒီ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 နုပညာရှင်တွေပူပေါင်းလိုက်ပူပေါင်းတယ်ဒီပူပေါင်းတယ်လို့သူပြောလိုက်ပြီဆိုတော့ကွာတစ်ဖက်မီဒီယာတွေကဒီကောင်လေးကိုဘိုင်းကော့လုပ်တော့ပါဆိုပြီးတော့သတင်းလမ်းပေးတာနဲ့အတူတူပဲလို့ကျွန်တော်အနေနဲ့တုံ့တက်တယ်ကျွန်တော်ရိုးရိုးလေးပဲနော်နောက်တစ်ခုဖွဲဝင်းနဲ့အော်အလင်းအောင်တို့ကြတော့မပူပေါင်းသေးတော့ဟာသူတို့ကတော့မပူပေါင်းသေးသူတို့ဘိုင်းကော့မလုပ်နိုင်အောင်ဆိုတော့ပုံစံမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်တို့က ပြောသင့်တဲ့စကားရှိတယ်မပြောသင့်တဲ့စကားရှိတယ်ဒါနိုင်ငံတော်ထုတ်ပြန်လိုက်တာဒိတ်တူတွေဒီလူတွေကတော့ပူပေါင်းပါတယ်လို့ထုတ်ပြန်သလားမထုတ်ပြန်ဆိုဒါမဟုတ်ဘူးဘယ်အစိုးရတရားကထုတ်ပြန်ထုတ်ပြန်ထုတ်ပြန်တာမဟုတ်တော့အဲပြီးတော့ပိုင်ရဲကမင်းကအနုပြရသမားကြီးထီးလို့နားတာမဟုတ်ဘူးအနုပြရကပြဖြတ်ဖြတ်တာသူ့ဘက်ဆိုဖြတ်ဖြတ်ရေးယူဒါရှင်းရှင်းလေးပဲပြောင်းကိုလှုံးတော့ပြီးတော့မှတိုင်းကြီးကို ဟိုနိုင်ငံတော်အစိုးရပဲအမျိုးပြန်သမားတွေကိုအောက်ကြောင်အောက်ကြောင်ခံပြီးလိုက်ပြောပြောနေတယ်လို့လို့အောက်ကြောင်အောက်ကြောင်ခံတယ်နိုင်ငံတော်အစိုးရဆိုတဲ့ဟာလေလက်ပြောက်သေးပဲဘယ်သူလာဆုံးလာဖို့လာတာအဲ့ဒါဦးနေအောင်ပြောတဲ့ဒီစကားကိုနားထောင်ကြည့်ယူကဝဲယူကဝဲသူယူကဝဲလို့ရတယ်မကြည့်ဘာမမြင်ပါဘူးကျွန်တော်တို့ဘာမြင်စရာမှအကြောင်းရှိဘူးကျွန်တော်တို့ကတိုင်းပြည်အုပ်ချုပ်တဲ့မင်းခိုင်းတာကိုလုပ်ရမှာကောင်အားလုံးတိုင်းပြည်သားတိုင်းပြည်အုပ်ချုပ်တဲ့မင်းကိုစော်ရရင်ယာစာကိုင်းတင်တယ်ကြာတော့ကြီးပြောသွားတာကျွန်တော် ပြောတာမဟုတ်ဘူးနော် ဟုတ်လားအဲ့တော့နိုင်ငံတော်အစိုးရဆိုတာကဘသူလားဘသူလားဘသူလားဘသူလို့ဆိုရင်စကားတစ်လုံးပဲပြောလို့ရတယ်ဒီကောင်ကမဟုတ်ဂုံသိခါကြောင့်ပြောနေလို့ပြောတာအဲ့ဒါဘုံအဲကျွန်တော်ဝိုင်းပြီးတော့ဖောင်းဆိုတာမနာလို့မနာလို့ဆိုတာကျွန်တော်ကမီဒီယာလည်းမဟုတ်ဘူးဒီကင်မရာလေးကိုကင်ပြီးတော့ကျွန်တော်အင်တာဗျူးလေးပဲလိုက်ပြောရတဲ့လူတန်းစားလည်းမဟုတ်ဘူးအဲ့ဒါလေးတော့နားလည်းမဟုတ်ဘူးလေနော်အမှတိပဲကျွန်တော်မီဒီယာထင်နေသေးတယ် စာပြီးကလည်းမဟုတ်မီဒီယာလည်းမဟုတ်မသိရင်အင်တာဗျူးဒုံလေးနဲ့ကင်ကျွန်တော်ဒါလေးဖြည့်ပြီးပါခင်ဗျအဲဟုတ်ပါ့မယ်ကျွန်တော်ဖြည့်ပြီးမှမဖြည့်နိုင်ဘူးဆိုအဲ့မျက်နှာငယ်လေးနဲ့မီဒီယာဒုံလေးကင်ပြန်ပြေးပဲဒီလားအဲတော့ရလက်ပတ်တောင်းမေးမီဒီယာလေးဖြည့်ကန်အမီတိုင်းလက်ပတ်မဖြည့်ပေးနိုင်ဘူးဆိုလို့ကျအဲ့ဒီဒုံလေးကင်ပြန်ပြေးတော့သိရမှာဘာမှမဟုတ်ဘူးအဲ့တော့သူတို့မီဒီယာတွေအောင်မြင်ဖို့အတွက်ပြောတာတိုင်းမျိုးဖြည့်စီတာမျိုးဖြစ်တာမျိုးဖြစ်တာမျိုးကြာဘိုင်းရောထောက်ကြမှာဖြစ်တယ်အဲ့တော့ခင်ဗျားမုံတာမမုံတာကျွန်တော်မသိဘူးဒါပေမဲ့တိုင်းရင်ပြည့်စီဖို့ကြာလို့ရှိရင်တော့ ဖြစ်လာနိုင်တဲ့အဲဟာလေးတွေတွေ့တော့ကျွန်တော်ထောက်ပြတာဖြစ်တယ်။အဲထောက်ပြတာကိုလူကြီးမင်းတို့ကလည်းကိုယ်အသိဉာဏ်နဲ့ကိုယ်အတွေးခွန်နဲ့လုပ်။နောက်ပုဂ္ဂလိကပုဂ္ဂိုလ်ကြီးကခင်ဗျားတို့မတုံ့တက်ပါနဲ့။ပုဂ္ဂိုလ်ကြီးကတုံ့တက်။ဒေါန်သန်းစုကြီးကိုပုဂ္ဂိုလ်ကြီးကချစ်ကြတယ်။ဒေါန်သန်းစုကြီးအရေးချင်းဘာရှိလဲမသိဘူး။နိုင်ငံထဲမှာဘယ်လောက်ထိနေပြီးတော့အုတ်ချုပ်ရန်ရန်နေဘာကြီးလုပ်ဘူးလဲဆိုတော့ခင်ဗျားတို့မသိဘူး။ဒေါန်သန်းစုကြီးချစ်တယ်ဆိုပြီးတော့မှပုဂ္ဂိုလ်ကြီးကသွားပြီးတော့မဲထက်လဲဆိုတော့ခင်ဗျားတို့တိုင်ကြီးကတိုင်ပတ်သွားရော။နောက်ဒါမျိုးကြီးရှိ။အဲ့တော့ခင်ဗျားတို့ကျောင်းလုံးမဲကိုချစ်တာလေကျောင်းလုံးမဲကသတင်းထားတော့လာလေကျွန်တော်ပြောတာမဟုတ် ကျွန်တော်ပြောတာဒါကဒီလိုဖြစ်တတ်တယ်ဆိုတာထောက်ပြအောင်ဘာလဲဆိုတာအတိညာနဲ့အတွေးခေါ်နေနဲ့တွေးခေါ်တောင်းပြောတာခင်ဗျားတို့အတိညာနဲ့အတွေးခေါ်ဆိုရင်အဲ့တော့ကျွန်တော်ပဲဘောဆိုအောက်ဆိုလို့ပြောပြတော့လဲခင်ဗျားတို့ကနာသေးတယ်မဟုတ်ကိုယ်အတိညာချိရလေကိုယ့်ဘောက်ကိုသုံးတတ်လေအဲ့ကျွန်တော်ပြောတဲ့စကားကလည်းပဲသူဒီလောက်အောင်ပဲကိုယ်မှညံရက်သုံးတတ်အောင်ပိုင်ရက်ကထားတော့သူသူရှိလို့ပြောတယ်အဲ့အဲ့ပြောတဲ့စကားမဟုတ်ပါဘူးလို့တစ်ဖက်ကထောက်လာလို့ကြည့်အဲ့နှစ်ခုကြာခင်ဗျားတို့ကညံကွန်မြူလိုက် ဒါမဟုတ်ဘူးဆိုထောက်ပြလိုက်လို့ကျရင်ကွန်ပျူတာအာမဟုတ်ဆိုလိုက်မငင်းနဲ့ညင်းကတော့တိရစ္ဆာန်စင်မှာရှိတယ်အဲ့ဒါကိုကျွန်တော်ပြောချင်တယ်နော်အဲ့တော့ခင်ဗျားတို့တိရစ္ဆာန်လို့ပြောတဲ့ဆိုတာအဲ့ဒါဘာမှမသိစားမယ့်အိမ်မှာမေးထုံမိဘဲမဲ့ဆိုတဲ့အစင်မှာဒီဟာကိုကျွန်တော်ပြောလိုက်တဲ့သတင်းစကားတစ်ခုရှိလို့ကျရင်တစ်ဖက်လူကမမှန်မကန်မှဦးလို့လမ်းပြီးထောက်ပြလာလို့ရှိရင်အဲ့နှစ်ခုကြောင်းစဉ်းစားလိုက်ဩဒါကတလို့ကျဒါကတလို့ကျခင်ဗျားတို့အုံနောက်ညံပြညာကိုကွန်ပျူတာ ဲ့တော့ခမရတော့မကွန်မြူအာဒီဘက်ကအာကြောင်ရောဘယ်ဘက်ကညာဘက်ကဆိုအဲ့ဒါဆိုခမရတော့တလိမ့်ဆန်စင်မဲ့ကြည့်အဲ့အတွေးခေါ်လေးခမရပြင်ပြင်မှာခမရဘွားလည်းတိုးတက်မယ်တိုင်းပြည်လည်းတိုးတက်မယ်နိုင်ငံလည်းတိုးတက်မယ်သိလားအဲဟိုလူမင်းကဘာအသေးကြီးလို့ညာပြန်စမ်းအဲ့ဒါတွေကတော့ဟိုဘက်ကအောက်တန်းသားတွေပြောတဲ့စကားရမ်းလို့ကျွန်တော်မပြောတော့ဘူးနော်အဲ့အထက်တန်းသားကြီးကျွန်တော်တန်းမှာရှိတဲ့လူတွေအထက်တန်းသားတွေပဲကျွန်တော်တတ်မှတ်တာဘာဖြစ်လို့ဆိုတော့ကိုယ်ပိုင်ဉာဏ်ရှိတယ်ကိုယ်ပိုင်အတွေးခေါ်စရာကိုယ်ပိုင်အသိဉာဏ်ရှိတယ်ကျွန်တော်ပြောတဲ့ဇာတ်ကားကြီးအာ ။ဒါဒါကျွန်တော်မြန်မာဒါပြောတယ်ပိုင်ရက်ကတို့ထားပြဒီနှစ်ခုကြာမှငါတို့ဘလို့စဉ်စဉ်းစားမလားဘလို့ချိန်နေမလားဆိုတာဒါပဲဆိုတာဒီနှစ်ယောက်ကရန်တိုက်စာရန်ဖြစ်စာဘာတော့ကြောင်းမှမရှိသူကသူ့ဘက်ကမီဒီယာဒုက္ကံကြီးလိုက်ယူလိမ့်မယ်။ကျွန်တော်တို့ကမီဒီယာလည်းမဟုတ်ဒုက္ကံကြီးလိုက်ပြောတာဒါတွေမှားလို့ချင်းအစိတ်ခက်တောင်းတွေဖြစ်ကုန်မယ်ပြီးရင်တိုင်းပြည်မှာဒီမသိရင်ပဲနိုင်ငံတော်အစိုးရတွေကအောက်ကြခံပြီးလိုက်လို့တဲ့ပုံစံမျိုးတွေဖြစ်နေတာပေါ့ ကျွန်တော်အနေနဲ့လက်မခံနိုင်ပါဘူးเนาะဒါချင်းပြောအနုပညာမှာခင်ဗျားမှာဖတ်ခွက်စားလို့ပြောကြိုက်တယ်လို့ဆိုကြိုက်တယ်လို့လို့ဒါခင်ဗျားတို့တမိုင်းကျွန်တော်ရဲ့ကိုယ်ကြီးကိုယ်တော်မဟုတ်ဘူးအဲ့အားလုံးတမ်းပါပါဒီကဒေါ်တာပြပါစေအဲကျွန်တော်ပြီးရခိုင်ကိုဒီနေ့ဖေးထုတာကိုဆက်ပြောပြပါမယ်เนาะပိုင်သားရှိနေโอเค